financial freedom ဆိုတာကလူများစွာအတွက်ဆိုရင်မဖြစ်နိုင်တဲ့အိမ်မက်တစ်ခုတာဖြစ်နေပါတယ်။ဘဝတုတမရှိတာရော financial freedom ဆိုတာဘာလဲမသိဘူး။နေလန်းလည်းမသိဘူး။ဘလို့ရမလဲဆိုတဲ့နေလန်းလည်းမရှာတတ်တာတော့ကြောင့်မို့လို့မရနိုင်ကြတာဖြစ်ပါတယ်။တကယ်တမ်းကတော့နေလန်းသိတယ်ဆိုရင်လူတိုင်းစူးစမ်းပြီးတော့ financial freedom ကိုရယူနိုင်ပါတယ်။အချိန်6လကာလကိုတေချာအသုံးချပြီးတော့မှ financial freedom လမ်းကြောင်းပေါ်ကိုရောက်ဖို့အတွက် တလကျင်ဘာတွေလောက်သွားနိုင်မလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုထဲမှာဆွေးနွေးတင်ဆက်ပေးကြပါမယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ stock စျေးကွက်မှာယင်းနှီးမြောက်နှံခြင်းဒီအခြေခံတွေနဲ့ personal finance အကြောင်းတွေကိုဝင်မြတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူ like ပါလေ့လာဖို့ဖိတ်ခေါ်ပါရစေ။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။အချိန်6လောက်ကိုအသုံးပြုတော့မှ financial freedom ရစေဖို့ တလချင်းစီဘာတွေလောက်အောင်လဲဆိုကြည့်ရဆိုလို့ရှိရင်ပထမအဆုံးလပေါ့နော် month 1မှာဆိုလို့ရှိရင်ကိုကဒါလုံးဝပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီး financial freedom အကြောင်း personal finance ဒီလန်တွေဘာမှမသိသေးဘူးအသုံးမချရသေးဘူးဆိုလို့ရှိရင်ပထမအဆုံးတလမှာကိုယ့်ရဲ့ငွေချင်းအခြေအနေအမှန်ကိုအသေးစားသုံးသပ်ခြင်းနဲ့စတင်နိုင်ပါတယ်ဝင်ငွေကဘလောက်ရှိတာလဲလတိုင်းထွက်နေတဲ့ထွက်ငွေကဘလောက်လဲ အကျွေးတွေကရောဘယ်လောက်ရှိသလဲစုဆောင်းငွေရောဘယ်လောက်ရှိနေပြီလဲ invest လုပ်နေပြီလားကိုယ့်ရဲ့ပိုင်ဆိုင်မှုကဘာတွေလဲပေးရန်ရှိတာတွေကဘာတွေလဲစတာတွေကိုအားလုံးကိုစည်ရင်ပြုစုချရရမှာဖြစ်ပါတယ်အဲ့လိုစည်ရင်ချရရလိုက်တဲ့အတွက်ကြောင့်မို့လို့ကိုကကိုယ့်ရဲ့ငွေကြေးနဲ့ပေါ့နော်စုဆောင်းပိုင်ဆိုင်မှုအနေအထားတွေကိုချင်းချင်းလင်းလင်းတည်သွားစေမှာဖြစ်ပါတယ်အဲ့လိုတည်တဲ့အခါမှာဆိုရင်ဘယ်နေရာမှာတည်သွား အဲ့လိုမျိုးတရားရှင်းလင်းအောင်တည်သွားပြီးတဲ့အခါမှာဆိုရင်ဝင်ငွေကို budget ဆလုပ်ပြီးသုံးဆွဲရမှာဖြစ်ပါတယ်။အရင်ကဆိုရင်ဒီတိုင်းပဲပေါ့နော်။30ရှင်းသုံးလိုက်မယ်၊စုနိုင်တော့ကိုစုမယ်ဆိုပြီးနေနေတယ်ဆိုလို့ချင်းရင်အခုချိန်ကစပြီးတော့မှ budget ဆလုပ်ပြီးတော့မှတက်တက်မမတ်နဲ့ပေါ့နော်။တည်တည်ချာချာသုံးရမှာဖြစ်ပါတယ်။ budget လောက်တယ်ဆိုတာက personal finance ရဲ့အခြေခံစည်းမျဉ်းတစ်ခုပဲဖြစ်ပါတယ်။ ငွေကြေးတိုးတက်ခြင်းနဲ့ financial freedom မြင့်ကျင်နေဆိုလို့ရှိရင်စုဆောင်းနိုင်တဲ့ငွေဘူတွေများများရှိဖို့လိုပါတယ်။အဲ့လိုမျိုးရှိတဲ့ဆိုမှသာကိုက financial freedom ရအောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ budget လုပ်ခြင်းနဲ့မလိုအပ်ပဲသုံးမိနေတာတွေကို short ချနိုင်ပါတယ်။အသုံးစရိတ်ကို short ချနိုင်တာတွေကိုတခြားစစ်ဆေးပြီးတော့မှ short ချပေးနိုင်ပါတယ်။မလိုအပ်တာတွေကိုမော်ရပါနဲ့။ဒါတွေအားလုံးကိုပထမတစ်လအတွင်းမှာပေါ့နော်။တည်တည်ချာချာတတ်တတ်မှတ်မှတ်တည်တည်ချာချာဖြစ်အောင်စီမံကိန်းချပြီးတော့မှလုပ်အောင်မှာဖြစ်ပါတယ်။ မန်သူလနံပါတ်2ပေါ့နော်နလမြောက်မှာဆိုရင် emergency fund 1000ဒေါ်လာကို အရင်ဆုံးရအောင်စုပါတခြားဆက်ဆရာအကျွေးတွေရှိနေတယ်တခြားပေါ့နော်မလိုဘဲနဲ့သုံးဆရာရှိနေတယ်ဆိုရင်မဆက်နဲ့အောင်မသုံးပါနဲ့အောင်အရင်ဆုံးအရေးအကြီးဆုံးဖြစ်တဲ့ emergency fund ဒေါ်လာ1000ကိုအရင်ဆုံးရအောင်စုပါဒီငွေ1000ကိုလောလောဆယ်မှာတလရတဲ့နဲ့ပြည့်အောင်မစုနိုင်ရင်ကိစ္စမရှိပါဘူးနလ3လောက်နဲ့ရအောင်စုပါ တလကို300 400လောက်စုပြီးတော့မှတထောင်ရတဲ့အထည်ကိုအရင်ဆုံးရအောင်စုပါမြမပြည်နေနဲ့ဆိုရင်တော့9သိန်းလောက်ပေါ့နော်အနည်းဆုံး emergency fund ရှိအောင်အရင်ဆုံးစုထားပါဒီ emergency fund ကဘာကြောင့်အရေးကြီးတာလဲဆိုရင်အရေးအကြောင်းတစ်ခုဖြစ်လာခဲ့တဲ့ဆိုရင်ထပ်ပြီးတော့ငွေတွေချေယူတုံးဆွဲရတာတွေမဖြစ်အောင်အကျွေးတန်နေရတဲ့မနစ်အောင်လို့ကောက်ွယ်ခြင်းပဲဖြစ်ပါတယ်။ emergency ဆိုတဲ့အတိုင်းပေါ့နော်တကယ်ကိုအရေးအကြောင်းဖြစ်မှတုံးဖို့ငွေတွေဖြစ်ပါတယ်။မလိုအပ်ဘဲနဲ့လုံးဝမတုံးသင့်ပါဘူး။ တကယ်လို့အရေးအကြောင်းတစ်ခုခုကြုံပြီးသုံးပြတယ်ဆိုလို့ရှိရင်လည်းအမြန်ဆုံးပြန်ပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်။မန်ထရီသုံးလမြောက်လုပ်ငန်းစဉ်ကတော့အကျွေးနဲ့ပတ်သက်တာတွေကိုကင်တွယ်ဖို့ဖြစ်ပါတယ်။အကျွေးရှိရင်ဆက်ရမှာပါ။အကျွေးဆက်ဖို့အတွက်ပလန်ချပါ။ဥပမာအနေနဲ့ကို့မှာအကျွေးဒေါ်လာ1000ရှိတယ်ဆိုရင်တစ်လ200ဒေါ်လာနဲ့9လအတွင်းကြေအောင်ဆက်မယ်ဆိုပြီးတော့အစီအစဉ်ဆွဲပါ။အဲ့ဒီအစီအစဉ်အတိုင်းတေချာပြန်ဆက်ပြီးတော့မှကြေအောင်လုပ်ပါ။ တကယ်လို့အကျွေးတွေကတစ်ခုတည်းမကရှိနေရဆိုရင် snowball method လိုမျိုး avalanche method လိုမျိုးတွေကိုတုံပြီးဆက်နိုင်ပါတယ် snowball method ဆိုတာကတော့ကို့မှာရှိတဲ့အကျွေးတွေကိုအစီအစဉ်အတိုင်းခြာရေးပြီးတော့မှအ ਨੇ ဆုံးရှိတဲ့ပမာဏကိုအရင်ဆုံးကြည့်အောင်ဆက်ခြင်းဖြစ်ပါတယ်နောက်ပိုင်းမှာမှတဆင့်ချင်းတက်ပြီးတော့မှပုံများတဲ့အကျွေးကိုဆက်သွားရင်းကနေပြီးတော့အကျွေးကြည်စေတဲ့နေဖြစ်ပါတယ် avalanche method ကတော့အတိုး ਨੇ ဆုံးကိုအရင်ကြည့်အောင်ဆက်တာဖြစ်ပါတယ် အကျွေးအနေနဲ့က student loan တွေရှိနိုင်တယ်ကားလုံးတွေ credit card loan တွေ credit card debt တွေ personal loan တွေစသဖြင့်ပေါ့နော်အမျိုးမျိုးရှိနိုင်ပါတယ်တခါတရံမှာကိုကအလုပ်လုပ်တာလည်းမကြသေးဘူး student loan တွေကလည်းရှိနေတယ်ငွေမလောက်လို့ credit card ကနေတုံးဆွဲနေရတယ်ကားကိုသွားဖို့လာဖို့မဖြစ်မနေလိုတယ်ပတ်စံမရှိလို့ကားလုံးယူပြီးဝယ်ထားရတယ်တခြားတော့ပေါ့နော်အရေးအကြောင်းအသုံးစရာအတွက် personal loan တွေယူထားရတယ်ဆိုတဲ့သဘောမျိုးတွေတခါတရံမှာဒါကြုံကောင်းကြုံနိုင်ပါတယ်အဲ့လိုမျိုးကြုံတယ်ဆိုရင်လည်းဒါ ဘာမှတိတ်ပြီးတော့စိတ်ပြတ်စရာမရှိဘူးပေါ့နော်အဓိကကကိုကဘလို့မျိုးပြန်ဆက်မလဲဆိုတဲ့ပေါ့နော် plan နဲ့မတ်သက်နည်းလမ်းတွေကိုတုံချရမှာဖြစ်ပါတယ်အကျွေးတွေဆိုတာကများတယ်ဆိုရင်တလားတဲ့နဲ့ခြေဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ခြေအောင်ဆက်မဲ့ plan ကိုဒီတလားတဲ့မှာပဲတေချာရေးဆွဲပြီးတော့မှအဲ့ဒီ plan အတိုင်းဆက်သွားမှာဖြစ်ပါတယ် personal finance ဆိုတဲ့အကြောင်းတွေကိုသိရဆိုရင်ဒီ budget လုပ်နည်းတွေအကျွေးဆက်နည်းတွေအကုန်လုံးကိုတည်တည်ချာချာနားလည်ပြီးတော့မှ ဘလို့အခက်ခဲပဲဖြစ်ဖြစ်ပေါ့နော်ငွေစုချင်တာလားအကျွေးချေချင်တာလားအားလုံးကိုကိုကဒါလက်တွေ့အောင်မြင်အောင်လုပ်နိုင်မှာပဲဖြစ်ပါတယ်တက်ဆက်သူအနေနဲ့ personal finance for everyone ဆိုတဲ့တင်နန်းလေးကိုဖွင့်ထားတာရှိပါတယ်။အဲ့ဒီတင်နန်းလေးကိုတတ်ထားတာကအခုဆိုရင်လူဦးရေတင်နန်းသားတင်နန်းသူဦးရေပေါင်း930ကျော်ရှိနေပါပြီ။အဲ့ဒီတင်နန်းကိုတတ်ထားတဲ့ဆိုရင်အခုပြောခဲ့ရတဲ့ပေါ့နော် budget ဘယ်လိုလောက်ရမလဲ။ကြွေးဘယ်လိုဆက်ရမလဲဆိုတာတွေအကုန်လုံးကိုနားလည်ပြီးသားတုံးချနိုင်ပြီးသားလည်းဖြစ်မှာပါ။ personal finance ဆိုတာကတော့လူတိုင်းပေါ့နော်ငွေနဲ့မကင်းတဲ့လူတိုင်းတည်တည်တဲ့အကြောင်းအရာတွေဘူးတုတ္တရတွေပဲဖြစ်ပါတယ်။အဲ့ဒီတန်တန်းလေးကိုတက်ချင်တဲ့ဆိုရင်တန်တန်းကြီးမများပဲနဲ့တက်နိုင်မှာဖြစ်ပါတယ်။တန်တန်းအကြောင်းကို pin comment မှာ link လေးချထားပေးပါတယ်။ month for emergency fund ကို3လကနေ6လလောက်အထိ၄လမြောက်မှာရအောင်လုပ်ပါ။ နလမြောက်တုံးကစပြီးတော့မှာပေါ့နော်စုခဲ့တဲ့ဒီ emergency fund ဒေါ်လာ1000လောက်ပေါ့နော်ပထမအဆင့်ရသွားပြီဆိုလို့ရှိရင်အဆင့်တက်ပြီးတော့မှာ emergency fund ကိုအနည်းဆုံး3လစာအထိရအောင်လောက်အောင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ထွက်ငွေတွေကိုတည်တည်စချာ short ချပြီးတော့မှာလောက်တယ်ဆိုရင်စုဆောင်မှုငွေနဲ့အကျွေးဆက်ဖို့ငွေတွေပိုလာစေပါတယ်။ဒါဆိုရင်ဒီလေးလမြောက်မှာ emergency fund ကိုအနည်းဆုံး3လစာအထိအရှိအောင်စုနိုင်ဖို့အတွက်လုပ်ငန်းစတင်ရမှာပါ။ တလောက်ကိုဒေါ်လာ2000အသုံးစီလိုရဲဆိုရင်ဒေါ်လာ6000ရတဲ့အထိအောင်မပြည့်မချင်းစုပါတလောက်ကို9သိန်းလိုရဲဆိုရင်15သိန်းအထိရအောင်အနည်းဆုံးစုပါ6လစာလောက်အထိစုထားနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့လိုစုပြီးတဲ့အခါမှာဆိုရင်အတိုးပိုရပြီးတော့မှကိုလိုအပ်ရင်လည်းချက်ချင်းထုတ်သုံးနိုင်တဲ့ပုံစံမှာထားနိုင်ပါတယ်ဘဏ်တွေက fixed deposit တွေမှာစုနိုင်တယ်လို့အတိုးများများပေးတဲ့ high yield saving account တွေမှာလည်းထားနိုင်ပါတယ် ကိုသုံးတဲ့ broker အကောင့်ထဲမှာ money market fund တွေထဲမှာလည်းထည့်ထားနိုင်ပါတယ်။ Momo Singapore ဆိုရင်ဒါ Momo Cash Plus ဆိုပြီးရှိပါတယ်။ Tiger Broker ဆိုရင်လည်း Tiger Vault ဆိုပြီးရှိတယ်ပေါ့နော်။ကိုယ့်ရဲ့ငွေက Singapore Dollar လား US Dollar လားဆိုတဲ့ currency ပေါ်မူတည်ပြီးတော့မှတင့်တော်တဲ့ fund တွေထဲမှာငွေကိုစုထားနိုင်ပါတယ်။အဲ့လိုစုတဲ့အခါမှာဆိုရင်အတိုးနှုန်းတချို့လည်းရပြီးတော့မှငွေထုတ်မယ်ဆိုရင်လည်းတစ်ရက်နှစ်ရက် ပေါ့နော်အတွင်းကိုထုတ်နိုင်မှာပဲဖြစ်ပါတယ်။တခုရှိတာကတော့အဲ့ဒီ fan နဲ့မှာထားထားတဲ့ emergency fan ကို stock တွေဝယ်ဖို့ invest လုပ်ဖို့အလုံးဝအသုံးမပြုဘဲထားရမှာဖြစ်ပါတယ်။မြန်မာပြည်အနေနဲ့ဆိုရင်တော့အခောက်ရွှေအဖြစ်ဝယ်ထားနိုင်တယ်။ဒါမှမဟုတ်ရင်လည်းနိုင်ငံခြားငွေပုံစံပေါ့နော် US ဒေါ်လာ၊စင်ကာပူဒေါ်လာစသည်ဖြင့်လည်းထားနိုင်ပါတယ်။ US ဒေါ်လာ၊စင်ကာပူဒေါ်လာတွေကိုမှအတိုးပို့ရတဲ့အကောင့်ပုံစံတွေဆိုရင်လည်းပို့ပြီးကောင်းတယ်ပေါ့နော်။နောက်တစ်ခုကတော့ ဟို Binance လိုမျိုး account ဖွင့်ပြီးတော့မှ crypto exchange platform ပေါ့နော်ခိုင်မာတဲ့နေရာမှာ USDT လို USDC လို့ဒါငွေကြေးတွေနဲ့ crypto currency ပုံစံတွေနဲ့နေလဲလဲထားနိုင်ပါတယ်အားလုံးကိုမထားခြင်းတောင်မှနည်းနည်းပေါ့နော်ခွဲထားလို့ရတယ်တဝက်လောက်ကို crypto ထဲမှာထားမယ်တဝက်လောက်ကို US dollar ထဲမှာထားမယ်ဆိုရင်လည်းထားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ငွေကြေးဖောင်းပေါမှုတက်တာအောင်ဖြစ်ပါတယ်မြန်မာငွေရဲ့တန်ဖိုးကျဆင်းခြင်းအလွန်အမင်းဖြစ်ခဲ့ရင်လည်းမခံရအောင်ဖြစ်ပါတယ် man fight ငါးလမြောက်ကာလမှာကတော့အပေါ်ဝင်ငွေရှာပါငွေကြေးတကယ်တိုးတက်ချင်တယ်ဆိုရင်ဝင်ငွေများအောင်လုပ်ရမှာပါတချို့ကဝင်ငွေနေတယ်မစုနိုင်ဘူးဆိုပြီးတော့ဒီတိုင်းအစင်မပြေတဲ့ဘဝနဲ့ပဲနေသွားကြပါတယ်တကယ်တမ်းကအပေါ်ဝင်ငွေရှာခြင်းဝင်ငွေတိုးအောင်လုပ်ခြင်းကအလွန်ကိုပဲအရေးကြီးပါတယ်အလုတ်ကနေလစာတိုးအောင်လုပ်ခြင်းအလုတ်ပြောင်းပြီးလစာများအောင်လုပ်ခြင်းတွေကိုလုပ်နိုင်ပါတယ်လစာများတာနဲ့ထိုက်တန်တဲ့စူးစမ်းမှုနဲ့အရေးအချင်းတွေရှိအောင်လေကိုကိုကိုလှုပ်ထားပါ အပိုဝင်ငွေလမ်းကြောင်းတွေတိဆောက်ပါနီလန်းတွေဆိုတာကရှောက်ဖွင့်ရင်တွေ့စမြဲပဲဖြစ်ပါတယ်လကစားအလုပ်ရှိနေရင်ရပြီလို့မတွေးပါနဲ့အလုပ်ကိုင်းဆုံးရှုံးရင်ဒုက္ခရနိုင်ပါတယ်အပိုဝင်ငွေရှာနိုင်တဲ့နီလန်းတွေကိုရခင်ဗီဒီယိုတွေမှာလည်းတင်ဆက်ပေးထားပါတယ် site hustle ဆိုတဲ့အပိုဝင်ငွေအလုပ်တွေ passive income ရစေနိုင်တဲ့နီလန်းတွေအကုန်လုံးကိုလေ့လာပြီးတော့မှအပိုဝင်ငွေရှာမှာဖြစ်ပါတယ် ဒီအပေါ်အဝင်ငွေအကြောင်းတွေကိုလည်းဘယ်လိုရှာနိုင်တယ်လဲဆိုတာကို personal finance ကပဲသင်ပေးနိုင်ပါတယ်အဲ့ဒီ personal finance သင်တန်းလေးကိုတက်တယ်ဆိုရင်ဒီလိုအကြောင်းတွေကိုဥပမာတွေနဲ့တကွာဒါရှင်းလင်းအောင်လေ့လာမှာဖြစ်ပါတယ် man sit ချောင်းလမ်းမြောင်ရောက်လာပြီးဆိုရင်တော့ဒီအချိန်မှာကို့မှာကဒါ budget နဲ့လည်းငွေကတုံးနေပြီးအကျွေးတွေကိုလည်းချိန်နေပြီးတော့မဟုတ်ချိန်ဖို့အတွက်လမ်းကြောင်းချထားပြီးပြီ emergency fund ကလည်းအနည်းဆုံး3လဆောင်လောက်ရှိနေပြီဖြစ်ပါတယ်ဒါဆိုရင်တော့ invest ဆက်လုပ်ရမှာပါ invest မလုပ်ဘဲနဲ့ငွေစုယုံနဲ့မချမ်းသာနိုင်ပါဘူး။ financial freedom ကိုရကျင်နေဆိုရင် investing လုပ်ခြင်းနည်းလမ်းတွေဒါရနိုင်ပါတယ်။ invest လုပ်တဲ့အခါမှာလည်းအင်ချင်မြေရှိနိုင်ပါတယ်။အိမ်ကိုဘဏ်ချင်းငွေယူပြီးလှစင်ချေးပေးပြီးတော့မှဝယ်သားရဆိုလို့ရှိရင်နောက်မှအကျွေးချေးပြီးတဲ့အခါအိမ်ပိုင်ဆိုင်ပြီးတော့အိမ်တန်ဖိုးအတိုင်းစုဆောင်မိနေပါပါ။ဒါကအမေရိကန်လိုနိုင်ငံပေါ့နော်။မြန်မာချင်းငွေနဲ့အိမ်ဝယ်လို့ရတယ်။အိမ်တန်ဖိုးကလည်းတက်နိုင်တဲ့အလားအလာကောင်းတယ်ဆိုတဲ့နေရာမှာအလုပ်ဖြစ်တဲ့ပုံစံပဲဖြစ်ပါတယ်။ stock တွေပေါ့နော် American stock တွေလိုနေရာမှာ index ETF ထဲမှာလတိုင်းငွေစုတလို invest လုပ်သွားရင်နှစ်များစွာကျလာတဲ့အခါငွေဒေါ်လာတင်းချီတန်းချီစုဆောင်ပွားများနေနိုင်ပါတယ်။6လမြောက်ကာလမှာ invest ဆက်လုပ်နိုင်ပြီဆိုရင်ဒါဟာ financial freedom လမ်းကြောင်းပေါ်ကိုပြပြပြင်းပြင်းရောက်နေပြီပဲဖြစ်ပါတယ်။တခုရှိတာကတော့ investing ဆိုတာဘာလဲဆိုတာသိချာသိဖို့လိုမယ်။ investing နဲ့ trading ကိုမရောဖို့လည်းလိုပါတယ်။ investing ကဘာလဲ invest ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူး stock ဈေးကွက်အကြောင်းမသိသေးဘူးဆိုရင်ဒီ channel က playlist ထဲကနေပြီးတော့မှာပေါ့နော် investing for beginner ဆိုတာနဲ့ ETF investing ဆိုတဲ့အကြောင်းကနေစပြီးတော့လေ့လာနိုင်ပါတယ်ဒီအကြောင်းအရာတွေကိုလေ့လာပြီးတော့မှာကိုယ်တိုင် invest လုပ်ရင်းကနေပြီးတော့မှာဒေါ်လာတောင်းချီတိန့်ချီထိ invest လုပ်ထားပြီးအမြတ်တွေရနိုင်ကြသူတွေများစွာရှိပါတယ် investing အကြောင်းသင်တန်းတွေလည်းရှိနိုင်ပါတယ်။တက်ချင်တဲ့ဆိုရင်တက်နိုင်တယ်၊လိုအပ်တဲ့ဆိုရင်တက်လို့ရပါတယ်။ဒါပေမဲ့ဒီ channel ကအခုပေါ့နော်ပြောပြခဲ့တဲ့ဗီဒီယိုတွေအဲ့ဒီ playlist ထဲက video တွေကိုကြည့်ရဆိုရင်အဲ့ဒီထဲကသင်ကန်းစာတွေကတခြားနေရာမှာဒေါ်လာ3 400ပေးရတဲ့ပြီးတော့မှတက်လိုက်ရတယ်ပေါ့နော်အကြောင်းအရာတွေဖြစ်ပါတယ်။ကိုကတကယ်တာလေ့လာခြင်းစိတ်ရှိပြီးတော့မှစူးစမ်းလေ့လာနိုင်တယ်ဆိုလို့ရှိရင်လက်တွေ့ကို invest လုပ်နိုင်စေဖို့အထောက်အကူရနိုင်ပါပါ။ ခုဆိုရင်6လဆိုတဲ့အချိန်ကာလကိုအသုံးချပြီးတော့မှတလချင်းစီလုပ်ငန်းစဉ်တွေကိုတိတိကျကျစီမံကိန်းဆွဲလောက်သွားပြီးတော့မှလက်တွေ့လည်းလောက်တယ်ဆိုလို့ရှိရင် financial freedom ဆိုတဲ့ပန်းနိုင်ကိုသွားနေတဲ့သူဖြစ်နေပါပြီ။လက်ရှိမှာကိုက invest လုပ်နေတယ်၊ငွေကြေးတိုးတက်ဖို့စူးစမ်းနေတယ်ဆိုရင်လည်းအခုပေါ်ပြခဲ့တဲ့တလချင်းစီရဲ့လုပ်ငန်းစဉ်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပြီးတော့မှပိုတိုးတက်အောင်စူးစမ်းနိုင်ပါတယ်။ ခုပြောပြပေးခဲ့တာကတော့အချိန်6လောက်ကိုသေချာအသုံးချပြီးတော့မှ financial freedom ရနိုင်ဖို့ဘယ်လိုတည်ဆောက်နိုင်တယ်လဲဆိုတဲ့အကြောင်းကိုဝင်ပြခဲ့တာပဲဖြစ်ပါတယ်။ like ကိုနှိပ်ပြီး channel ကိုအားပေးဖို့တောင်းဆိုပါတယ်။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ financial freedom ဆိုတဲ့လမ်းကြောင်းကိုတက်လန့်ပြီးတော့မှအမြန်ဆုံးပဲရယူနိုင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆောင်ကြပါစို့။